ဆရာကြီးမင်္ဂလာပါဆရာကြီးဟုတ်မင်္ဂလာပါဆရာကြီးဟုတ်ကဲ့ပါဆရာကြီးကျွန်တော်တို့ဟောနော်ဒီဒါမဲ့နိုဝင်ဘာ14ရက်နေ့မှာကြာရောက်မဲ့ဘောဒါဘီစ်ဒေးအတွက်လေးဆရာကျွန်တော်တို့ Aristo Pharma ကနေပြီးတော့ဆရာကြီးဒီပြည်သူလူထုအတွက်ပေါ့နော်ဆရာကြီးဒီစီဂျုံနဲ့ဟော်မုန်းနဲ့စီဂျုံနဲ့ပတ်သက်ပြီးတော့ဆရာကြီးတော့နော်ဒီကျန်းမာရေးအစီအစဉ်လေးတခုလုပ်ဖို့တင်ဆက်ဖို့ရှိလို့ပါဆရာကြီးဆရာကြီးလာရောက်ချင်းနေပြီးတဲ့အတွက်လေးဆရာ Aristo Pharma ကိုစားကျေးဇူးတင်ပါတယ်ဆရာဟုတ်ဒီနေ့တော့ဝင်သွားပါတယ်ဟုတ်ကဲ့ပါဆရာကြီးဟုတ်ကျွန်တော်ကတော့ဆရာကြီး Aristo Pharma ဒေါက်တာဇင်မင်းအောင်ဆရာ Head of Co Marketing Department ပါဆရာကြီးဟုတ်ကဲ့ ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာကြီးဟုတ်ဆရာကြီးကိုပေါ့နော်ဒီဒီကျမ်းမာရေးပေါ့နော်ဆရာဒီပညာပေးအစီအစဉ်လေးမှာတော့ဆရာကြီးမိကုံးလေးတွေနည်းနည်းမေးသွားဖို့ရှိပါတယ်ဆရာကြီးဟုတ်ဟုတ်ကဲ့ပါဆရာပထမဆုံးအနေနဲ့တော့လေဆရာကြီးခုပေါ့နော် World Diabetes Day ဆိုတာဆရာကြီးဘယ်လိုမျိုးပေါ်ပေါက်လာတာလဲပေါ့နော်ဘာလဲပေါ့နော်ဆရာပြီးတော့ဒီသူကတော့ဒီနှစ်စဉ်နှစ်တိုင်းတော့ဆရာကြီး November 14ရက်နေ့မှာပေါ့နော်ဆရာအများအတန်းဆရာကြီးကျင်းပကြရယ်ပေါ့နော်ဆရာအဲအဲ့ဒါလေးရဲ့အထိပ္ပယ်လေးရောဆရာကြီးတခြားတော့လေးရှင်းပြပေးပါခင်ဗျာဟုတ်ဟုတ်ကဲ့ World Diabetes Day က အာကျွန်တော် ကပတ်စီယူတက်ရပြန်ဖာသာပြန်ရင်တော့ကပတ်စီယူသူယူယောဂနေပေါ့နော်ဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံစီယူသူယူယောဂကာကွယ်ထိန်းသိမ်း project manager တာဝန်ယူစဉ်ကလာဆက်ပြီးတော့ကျွန်တော်ကဒီ war dive day ဆိုကျွန်တော်ကကပတ်စီယူသူယူယောဂကာကွယ်ထိန်းသိမ်းနေလို့စီလောင်လို့ကျွန်တော်ဖာသာပြန်ပါတယ်အဲ့တော့ war dive day ဆိုတာ1990နဲ့တခုနှစ်ကနေစပြီးတော့ international dive federation ကိုခေါ်တဲ့ပြည်ဆိုင်စီယူသူယောဂအဖွဲ့ချုပ်နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့လို့ခေါ်တဲ့ World Health Organization တို့ကနေရောပူးပေါင်းပြီးတော့အာပြည်သူလူထုတွင်မှာအာတရိပ်ရိပ်နဲ့ဖြစ်ပွားနှုန်းတွေဖြစ်ပွားနှုန်းတွေတိုးတက်နေတဲ့စီဂျူတူဂျူယောဂါကိုစီဂျူတူဂျူယောဂါရဲ့အကြောင်းစီဂျူတူဂျူယောဂါဘာကြောင့်ဖြစ်လဲဆိုတဲ့အကြောင်းစီဂျူတူဂျူယောဂါကိုဘယ်လိုကာကွယ်ထိန်းသိမ်းနိုင်လဲဆိုတဲ့အကြောင်းလူထုတော်တွေမှာပုံပုံပြီးတော့တတိပြုလာအောင်လို့ awareness campaign ပေါ့ပုံပုံတတိရအောင်လို့တတိပြုလာအောင်လို့ပုံပုံပြီးတော့စီဂျူတူဂျူကာကွယ်ရေးမှာ ပါဝင်လာကြအောင်လို့လူလူပါဝင်လာအောင်လို့ဟိုနှိုးစော်တဲ့အနေနဲ့လှုံ့ဆော်တဲ့အနေနဲ့အဲတတ်မှတ်ခဲ့တာဖြစ်ပါတယ်1992ခုနှစ်တည်းကနေနှစ်စဉ်ကျင်းပခဲ့တယ်အဲနိုဝါလာ14ရက်နေ့ကိုသူတို့ရွေးထားတယ်နိုဝါလာ14ရက်ဘာကြောင့်ရွေးလဲဆိုတော့စီးကျူးသူကြီးယောဂါမှာအဓိကကြတဲ့ဟော်မုန်းတစ်ခုဖြစ်တဲ့ insulin ဟော်မုန်းကိုစပြီးတော့ရှာဖွေတွေ့ရှိခဲ့တဲ့ကရီတာနိုင်ငံသားပေါ့ဒေါက်တာဖရက်ဒရစ်ဘန်ဒင်းရဲ့မွေးနေ့အဲဒေါက်တာဖရက်ဒရစ်ဘန်ဒင်းကိုကျွန်တော်တို့ အာဂုံပြူတဲ့အနေနဲ့သူကငွေမျိုးကိုကမ္ဘာစီးကျူးသူရောကမြေဆိုပြီး1992ခုနှစ်တည်းကစတင်ပြီးတော့သတ်မှတ်ပြီးတော့ကျင်းပခဲ့ခြင်းဖြစ်တယ်ပေါ့အဲ့တော့ဗမာနိုင်ငံမှာတော့1990နဲ့98လောက်ကတချိန်ကျင်းပခဲ့တယ်နောက်ပိုင်းအကြောင်းကြောင့်ဂျာမန်မှာကျင်းပပြည်ဘူးဒါပေမဲ့ကျွန်တော်စီးကျူးသူရောကကာဝေးထိန်းသိမ်းရေးစီမံချက်ကဲ့ project manager စဖြစ်တဲ့နှစ်ကစပြီး1992ကနေစပြီးတော့အခုထိကျွန်တော်တို့ကျွန်တော် project အာ မန်နေဂျာမုတ်တော့တော့ညာလေအခုထိစပြီးတော့ဆက်လက်စဉ်းစားမပြချင်းပါခဲ့တယ်ဘယ်လို30နဲ့9နှစ်ရှိပြီပေါ့2021ခုနှစ်2025ဆိုတော့အဲ့တော့နှစ်စဉ်နှစ်စဉ်မှာအကြောင်းအရာတစ်ခုကိုအဲဟိုသတ်မှတ်ပြီးတော့ theme နေနဲ့ပေါ့ဒီကဆောင်းပေါင်းနေနဲ့ကျင်းပပြီးအဲ့ဒီဆောင်းပေါင်းနဲ့လည်းရောညီတွေလှူရှားမှုတွေလှူရှားတယ်ပေါ့အဲ့တော့2024ကနေ2026တိကိုတော့သူတို့ကဘယ်လိုရွေးထားလဲဆိုတော့ အာ diabetes and well being လို့ရွေးထားတယ်ပေါ့ရှိရသူရယောဂနဲ့အဲလူကျန်းမာရေးပေါ့နော်အဲကြီးဆုံးတော့ကျန်းမာရေးဖြစ်အောင်လို့ဆိုပြီးရွေးထားတယ်ဒါပေမဲ့ဒီနှစ်2025ခုနှစ်အတွက်ကတော့အာ work place ပေါ့ diabetes and work place တော့လုပ်ငန်းခွင်တွေမှာလုပ်ငန်းခွင်အဲဆွမ်းဆောင်ရည်မြင်ပါဖို့ရှိရသူရယောဂကိုရှိရသူရယောဂကိုတိုးမြှင့်ကာဝယ်ဆောင်ရွက်ကြစို့ဆိုပြီးတော့အာ ကျမကြီးဝန်ကြီးဆန်နေပါလားပြန်တော့ရှိတယ်ပေါ့အဲ့တော့ diabetes and workplace ပေါ့စီချိုသူချိုလုပ်ငန်းတွင်တွင်ကျမဖို့စီချိုသူချိုဟိုထိန်းသိမ်းဆောင်ရွက်ကြစုဆိုတဲ့ဆောင်မှုနဲ့ကျင်းပါတယ်ပေါ့နော်ဆိုတော့အဲ့ဒီကဘာစီချိုသူချိုယောဂရဲ့နေ့ရဲ့အချင်းပေါ့အဲ့လိုနေ့ဒီမှာဘာလုပ်ကြလဲဆိုရင်တော့တိုင်းတဲ့တပီလုံးမှာတကဘာလုံးမှာကျွန်တော်တို့အာစီချိုသူချိုယောဂအကြောင်းကောက်ထင်းသိမ်းအကြောင်းတွေကိုကျွန်တော်ဟောပြောပွဲလုပ်ကြတယ်နောက်စီချိုသူချိုယောဂနဲ့ပတ်သက်တဲ့ ပြိုင်ပွဲတွေလုပ်ကြတယ်ဒီယောဂကိုသတိပြုလာအောင်လို့ပေါ့နော်ပြီးတော့ဟို diabetes camp ဆိုတာရှိရသူယောဂနဲ့ကျန်းမာရေးဆက်ရှိခြင်းတွေစစ်ဆေးခြင်းတွေကိုကျွန်တော် health screening တွေပေါ့အဲ့တော့လုပ်ကြတယ်နော်နောက်တစ်ခါအဲ့ဒီမှာအာယောဂအတ္တိရှာကိုယောဂရှင်အတ္တိရှာပြီးတော့ကျွန်တော်ကုသမှုတွေပြကြတယ်ပေါ့ဆိုတော့ဒါရဲ့ဒီနှစ်ကအဲနှစ်စဉ်လုပ်တဲ့ activities ပေါ့အဲ့ဒီနေ့မှလည်းကျွန်တော်တို့ကိုလက်လှူရှာမှုလက်ကျင်ခံတွေကိုသွားစုပေါင်းပြီးတော့လုပ်ကြတယ်ပေါ့ ဒါကိုလည်းလှူရှာလိကျင်ကအရေးကြီးတယ်ပေါ့နောက်တစ်ခုကစားတောက်နေထိုင်တဲ့ပတ်သက်ပြီး healthy diet ပေါ့ကျန်းမာရေးညီညွတ်ဘလို့နေထိုင်စားတောက်အောင်ဆိုတဲ့အချက်တွေကိုကျွန်တော်တို့ဟိုတရုပ်ပြတယ်ပေါ့ demonstration လုပ်ပြီးတော့ကျွန်တော်တို့ဟိုချက်ပြုတ်ပြတယ် ဒါလူနာတွေကိုယ်တိုင်ပြောင်းဝင်စီတယ်ပေါ့နော်ဒါဆိုတော့လှုပ်ရှားမှုတွေကတော့အများကြီးပဲလှုပ်ပါတယ်ပေါ့နော်ဟုတ်ဆရာကြီးပြေချပြီးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆရာဒီခုလိုမျိုး World Davis Bay နဲ့ပတ်သက်ပြီးရောလေဆရာခုလိုပြည်ပြည်ဆိုလေတော်တော်လေးတော့ပေါ့ထက်သွားပါတယ်ဆရာဆရာကြီးခုနကပြောသွားလို့ပေါ့နော်ဆရာကြီးဒီတစ်ခေါက်သင်းဆေးရလေဆရာကြီးနည်းနည်းလေးထူးခြားတယ်နော်ဆရာဟုတ်ဒါ Davis and Workplace ဆိုတော့လေဆရာအဲ့ဒါလေးပေါ်မှာရောဆရာကြီးဟုတ်ဟိုဖတ်ချက်ပေးကြလေးရရှိတာမိခင်ဗျာဟုတ်သူက2024ကနေပဲ2026ခုနှစ်ကို diabetes and well being ပေါ့ဟုတ်ကဲ့ဆရာအဲ့တော့ well being နဲ့နေထိုင်ကောင်းမှုပေါ့ အဲ့ဒါစီဂျူရှိတင်စားစီဂျူပြူဂျူရှိလင်ကစားပေါ့တာမန်လူကောင်းတယောက်ကလေးပဲအဲနေထိုင်နိုင်အောင်လို့ကျွန်တော်ရည်ရွယ်တယ်ပေါ့အဲ့တော့အဲ့မှာစီဂျူစီဂျူရှိလင်ကစားနော်ကြားမပြောရှင်အဲဆိုတာနေထိုင်တက်လက်တက်လက်ကြတာနေထိုင်ကိုကျွန်တော်ရည်ရွယ်တယ်ပေါ့အဲ့တော့ well being လို့ပြောတဲ့အချိန်မှာလူတယောက်ကအာရုပ်ခန္ဓာကြီးပဲမဟုတ်ဘဲနဲ့ရုပ်ကျမ်းမာရေးပေါ့တွေးကြကြရေးတွေးကြကောင်းရေးအဲ့ဒါတခုတည်းမဟုတ်ဘဲနဲ့ သူကစိတ်လည်းပါတယ်အဲ့ဒါစိတ်ကျန်းမာရေးတော့ကလည်းအရေးကြီးတယ် mental well being ပေါ့နောက်တစ်ခုကတော့လူဆိုတာတယောက်တည်းနေလို့မရဘူးပတ်ဝန်းကျင်တိုင်းဝန်းနဲ့နေတယ်မိသားစုရှိတယ်ကိုယ့်ရဲ့လူမှုတိုင်းဝန်းရှိတယ် social well being ပေါ့အဲ့တော့လူတယောက်ကိုရုပ်ခန္ဓာအပြင်ကျန်းမာဖို့စိတ်အပြင်နဲ့ကျန်းမာဖို့နောက်တစ်ခုက social well being အာလူမှုရေးအပြင်လည်းအာပျော်ရွှင်ကျန်းမာမှုလူတယောက်က quality of life ကိုခေါ်တဲ့ လူ့ဘဝရည်သွေးတွေကိုပြည့်ဝနေနေထိုင်နိုင်ဖို့ပေါ့အဲ့လိုဥဆောင်ပြီးပြီးတော့လိုအပ်မယ်လို့ကျွန်တော်ဆိုလိုတာဖြစ်တယ်အဲ့တော့ယနေ့ကာလမှာစီကျသူကျယောဂကုသရေးမှာဆိုရင်ကျွန်တော်အတည်းရည်မှန်းချက်နှစ်ခုအမြဲတမ်းထားတယ်ကျွန်တော်အမြဲတမ်းပြောပါတယ်တစ်ခုကတော့စီကျသူကျယောဂဘာကြောင့်ချက်ဆရာကောင်းလဲဆိုတော့သူကနောက်ဆက်တွဲယောဂတွေကြောင့် diabetes complication ပေါ့အဲ့တော့ပထမဆုံးတော့ရည်မှန်းချက်ကတော့ prevention of complication ပေါ့အဲ့တော့နောက်ဆက်တွဲယောဂတွေကိုကျွန်တော်တို့ကာကွယ်ဖို့နောက်တစ်ခုကတော့ uh, optimize the quality of life ပေါ့ကျွတ်ကျွတ်ကျွတ်ယောဂရှိတော်ညာလေလူတော့မတူတာမျိုးမဟုတ်ဘူးမလှူရှားနိုင်တာမဟုတ်ပဲသူ့ဘဝရဲ့ဆန်ဆန်သွေးများနဲ့အပြည့်ဝနေထိုင်နိုင်ပြီးတော့တက်တန်းစီနေနိုင်အောင်ကျွန်တော်ကြည့်ရတယ်ပေါ့အဲ့တော့အဲ့ဒီရည်ရည်နဲ့အဲ့ကြောင့် diabetes and well being ဆိုတာဆရာပြရည်ရည်နှစ်ခုနဲ့တော့ကြိုက်တယ်ပေါ့နော်တော့ကြိုက်တယ်ပေါ့အဲ့ဒါတော့ကျွန်တော်လုပ်ကြတယ်ပေါ့ဟုတ်ကဲ့ပါဆရာနော်